င်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်နိုဝင်ဘာလ30ရက် MCDM ပြည်တွင်းသတင်းများကိုတင်ပြပေးပါတော့မယ်ကျွန်တော်ကတော့နှွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့စစ်ကော်မရှင်ရဲ့အထူးရောင်ရွေးကောက်ပွဲအပေါ်နိုင်ငံတကာရဲ့ရည်တည်ချက်အားလိုက်လဲစွာကြိုးစားကြောင်း NUCC ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ် ုလသမဂ္ဂအာဆီယံဥရောပပါလီမန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနဲ့နိုင်ငံအများစုကစစ်ကော်မရှင်ရဲ့တရားမဝင်အထူးရောင်ရွေးကောက်ပွဲအားအတိအမှတ်မပြုကြောင်းတရားဝင်သဘောထားထုတ်ဖော်ခဲ့ကြတဲ့အပေါ်လိုက်လဲစွာကြိုးဆိုကြောင်း NUCC ကထုတ်ပြန်ပါတယ်။နိုင်ငံတကာအဖွဲ့အစည်းများနဲ့နိုင်ငံအများစုကတရားဝင်ထုတ်ဖော်ခဲ့ကြတဲ့သဘောထားဟာမြန်မာပြည်သူအများစုရဲ့စံထားနဲ့အတူယက်တီခြင်းဖြစ်တာကြောင့် NUCC အနေဖြင့်အလေးအနက်အတိအမှတ်ပြုတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်ရဲ့အထူးရောင်ရွေးကောက်ပွဲအားအတိအမှတ်မပြုတဲ့သဘောထားကိုရွေးကောက်ပွဲအလွန်ကာလအထိခိုင်ခိုင်မြဲမြဲဆက်လက်ရည်တည်ပေးကြဖို့နဲ့ အထူးရောင်ရွေးကောက်ပွဲကပေါ်ထွက်လာတဲ့ရလဒ်များကိုအတိအမှန်မပြူချဘူးကိုလည်းမြစ်တာရက်ခန့်တိုက်တွန်းထားပါသည်။ဆရာနာရှင်စနစ်တီမြဲရေးနဲ့၎င်းတို့ကျူးလွန်ခဲ့တဲ့ဆရာဆုံးမှုများအားပြည်တိုင်းကင်းလောခွင့်ရရှိနိုင်ရန်ရည်ရွယ်ပြီးပြည်သူလူထုကိုတနက်ထောက်ကျင်းပမယ့်တရားမဝင်အထူးရောင်ရွေးကောက်ပွဲမှစစ်တပ်ကြီးစိုးတဲ့ဟန်ပြလွှတ်တော်များပေါ်ထွက်လာမှာဖြစ်ပြီးလက်ရှိဆရာနာပိုင်းများအားရွေးကောက်ခံအဖြစ်အမည်ပြောင်းတက်ထားတဲ့စစ်တပ်ကြီးစိုးတဲ့အထူးရောင်အုပ်ချုပ်ရေးအဖွဲ့ပေါ်ထွက်လာမှာဖြစ်တယ်လို့ဆိုပါရီ။ဒါကြောင့် တရားမဝင်အထူးရောင်ရွေးကောက်ပွဲအပေါ်မှန်ကန်စွာအကဲဖြတ်ပြီးတော့အတိအမှန်မပြုကြတဲ့ကုလသမဂ္ဂအာဆီယံဥရောပပါလီမန်အဖွဲ့ဝင်နိုင်ငံတကာအတိုင်းအဝိုင်းအားမြန်မာပြည်သူများကိုစားလိုက်လိုက်လေလေကျေးဇူးဥပဒေအရတင်ရှိပါကြောင်းဖော်ပြထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့မန္တလေးဒေသဂျားကာလာအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းတဲ့တရင်ကိုတင်ပြပေးပါမယ်။မန္တလေးဒေသဂျားကာလာအုပ်ချုပ်ရေးကောင်စီကိုဥက္ကဋ္ဌအပါဝင်အဖွဲ့ဝင်၉ဦးနဲ့ဖွဲ့စည်းပြီးတော့တာဝန်ပေးအပ်လိုက်တယ်လို့မန္တလေးလွှတ်တော်ကိုစားပြုကော်မတီကထုတ်ပြန်လာပါတယ်။မန္တလေးဒေသဂျားကာလာအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကမန္တလေးဒေသဂျားကာလာနိုင်ငံရေးအစီအမံပုံမှ85အရာကောင်စီကိုဖွဲ့စည်းလိုက်တာလို့ဆိုပါတယ်။မန္တလေးဒေသဂျားကာလာအုပ်ချုပ်ရေးကောင်စီမှဥမြင့်အောင်မိုးကအုပ်ချုပ်ရေးဌာနဥက္ကဋ္ဌနဲ့ဌာနကြီးမှုတာဝန် ံယူမှာဖြစ်ပြီးတော့ကာကွယ်ရေးနဲ့လုံခြုံရေးဌာနဌာနကြီးမှုနဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်ဦးအောင်မျိုးလက်ရှေ့နေကျောအဖြစ်ဒေါန်ရီတမဘန်နာယီအခွန်နဲ့တဘာဝတည်ရန်စာတစီမံခန့်ခွဲရေးဌာနဌာနကြီးမှုအဖြစ်ဦးအောင်စောပညာရေးဌာနကြီးဌာနကြီးမှုအဖြစ်ဦးမြင့်လူငယ်အမျိုးသမီးနဲ့ကလေးတငယ်ရေးရာဌာနကြီးဌာနကြီးမှုအဖြစ်ဦးပြည့်စုံအောင်လူသားချင်းစာနာကူညီရေးနဲ့အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကြီးဌာနကြီးမှုအဖြစ်ဒေါ်အေးမြင့်အောင်အောင်ကျန်းမာရေးဌာနကြီးဌာနကြီးမှုအဖြစ်ဒေါက်တာအောင်ကျော်ဦးတို့တာဝန်ယူမှာဖြစ်ပြီးတော့အတွင်းရေးမှုအဖြစ်ဦးထေကတာဝန်ယူ မဲလို့သိရပါတယ်။မန္တလေးဒေသလွတ်တော်ပထမအကြိမ်အစည်းအဝေးကိုနိုဝင်ဘာလ28ရက်နေ့ကကျင်းပခဲ့ရမှာမန္တလေးဒေသဂျားကာလာအုပ်ချုပ်ရေးကောင်စီကိုအဖွဲ့ဝင်9ဦးနဲ့လွတ်တော်ကအတီးပြုဖွဲ့စည်းခဲ့ပြီးတော့မန္တလေးဒေသလွတ်တော်ရေးရာကော်မတီတွေဖြစ်တဲ့ဥရေချန်းကော်မတီ၊လွတ်တော်ကိုယ်စားလှယ်စီစီရေးကော်မတီ၊ပြည်သူ့ရေးရာနဲ့လူမှုရေးဆိုင်ရာကော်မတီ၊တည်ရန်စာတဒေသန္တရစီမံကိန်းအရာအသုံးငွေစည်ရင်းနဲ့ဗန္ဓာရေးဆိုင်ရာကော်မတီ၊လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာကော်မတီတို့ကိုလွတ်တော်ကအတီးပြုဖွဲ့စည်းပေးခဲ့တယ်လို့မန္တလေးလွတ်တော်ကိုစားပြုကော်မတီက ထုတ်ပြန်ထားပါရခင်ဗျာ ဆက်လက်ပြီးတော့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ဂျပန်နိုင်ငံသို့ဒုတိယအကြိမ်ရောက်ရှိမြန်မာအခြေအနေမှန် NUG နိုင်ငံခြားရေးမူဝါဒရှင်းလင်းပြီဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ဟာနိုဝင်ဘာလ28ရက်နေ့မွန်းလွဲပိုင်းမှာဂျပန်နိုင်ငံတိုကျိုမြို့သို့ရောက်ရှိလာကြောင်း NUG ဂျပန်ကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။ဝန်ကြီးဒေါ်စင်မအောင်ကိုဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဦးစောပါလာတိန်နဲ့ရုံးအဖွဲ့ဝင်များကလေဆိပ်မှသွားရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြ တယ်လို့သိရပါတယ်။ယခုခရီးစဉ်ဟာဝန်ကြီးဒေါ်စင်မအောင်ရဲ့ဂျပန်နိုင်ငံသို့ဒုတိယအကြိမ်အလဲပတ်ခရီးဖြစ်ပြီးတော့လက်ရှိမြန်မာနိုင်ငံအတွင်းပြည်သူလူထုကြုံတွေ့နေရတဲ့လူအခွင့်အရေးချိုးဖောက်မှု၊ဆေးရုံဆုံးမှုများနဲ့လူသားချင်းစာနာမှုအကျင့်အသေးများကိုဂျပန်အစိုးရပါလီမန်အမတ်များနိုင်ငံတကာအဖွဲ့အစည်းများနဲ့ဂျပန်မီဒီယာများတို့တိုက်ရိုက်ရှင်းလင်းသွားမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါအပြင် NUG ရဲ့ Federal Democracy ပုံစံနိုင်ငံခြားရေးမူဝါဒနဲ့ဆေးရနာရှင်စနစ်အမြင့်ဖြတ်ရေးလမ်းကြောင်းများကိုလည်းစွန့်နှွေးတင်ပြသွားမယ်လို့သိရပါတယ်။ ဂျပန်နိုင်ငံမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားများမြန်မာဒီမိုကရေစီလှုပ်ရှားမှုကိုထောက်ခံတဲ့ဂျပန်အဖွဲ့အစည်းများနဲ့လေဝန်ကြီးဒေါ်စင်မအောင်ကရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း NUG ဂျပန်ကိုယ်စားလှယ်ရုံးကအတည်ပြုထားပါတယ်။အသေးစိတ်အစီအစဉ်များကိုတော့ရုံးကနောက်ရက်များအတွင်းထပ်မံကြေညာပေးသွားမယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကြောက်တော်ကြောင်းဖူရွာကိုစစ်တပ်ကဘုံကျဲမှုခလေးငယ်အပါဝင်9ဦးတည်ဆုံပြီးတော့ចောင်းသား6ဦးအပါဝင်10ဦးတန်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။ရခိုင်ပြည်နယ်အတွင်းရခိုင်တပ်တော် AA သိမ်းပိုက်ထားတဲ့ကြောက်တော်မြို့နယ်တဲကចောင်းဖူရွာကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲမှုမှာခလေးငယ်အပါဝင် ခုနှစ်ဦးတည်ဆုံးပြီးတော့ចောင်းသား6ဦးအပါအဝင်10ဦးတန်ရာရသွားတယ်လို့ AA ကအတည်ပြုထုတ်ပြန်လာပါတယ်။ကြောက်တော်မျိုးနဲ့ចောင်းဖူရွာကိုအကြမ်းဖက်ဆစ်ရှုံးတက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ AA ကထုတ်ပြန်လိုက်တာဖြစ်ပါတယ်။မနေ့ကနိုဝင်ဘာလ28ရက်နေ့မနက်10:40မိနစ်အချိန်မှာကြောက်တော်မျိုးနယ်တွေကចောင်းဖူရွာကို ဖက်စရအကြမ်းဖက်စစ်ရှုံးစစ်ကော်မရှင်ကဂျက်ဖိုင်တာနဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ချက်ကဆိုပါရီဖက်စရအကြမ်းဖက်စစ်ရှုံးစစ်ကော်မရှင်ရဲ့ဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်အောင်ဖူရွာကအပြစ်မဲ့အရက်သားကလေးငယ်တအူးအပါဝင်အမျိုးသမီး၅ဦးနဲ့အမျိုးသား၂ဦးစုစုပေါင်း၇ဦးသေဆုံးခဲ့ပြီးတော့အပြစ်မဲ့ပြည်သူ၁၀၀ဒဏ်ရာရရှိခဲ့ကအိမ်၅လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့အတည်ပြုထားပါရီဒဏ်ရာရသူတွေထဲမှာအသက်၁၂နှစ်အောက်အရွယ်ကြောင်းတက်နေတဲ့ကလေးငယ်ကြောင်းသားကြောင်းသူ၆ဦးပါဝင်ပြီးတော့အများစုဟာကြောင်းသူမိန်းကလေးငယ်တွေဖြစ်တယ်လို့အေအေကပြောပါရီ အရခတ်တက်တော်နဲ့ရင်ဆိုင်တိုက်ပွဲတွေမှာထိခိုက်ကြဆုံးမှုများစွာနဲ့ရင်ဆိုင်နေရတဲ့ဖက်စစ်အကြမ်းဖက်ဆစ်ရှုံးစစ်ကော်မရှင်တပ်ဟာတရေဘောကြောင်ပြီးတော့စစ်အေးပြတ်မမဟုတ်တဲ့အပြစ်မဲ့ရက်သားပြည်သူတွေနေထိုင်ရာရက်ရွာတွေကိုလေကြောင်းအပါဝင်လက်နက်ကြီးတွေနဲ့တိုက်ခိုက်နေပြီးတော့ပြည်သူလူထုကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်တဲ့စစ်ရာဇမှုတွေပြောင်းပြောင်းတင်းတင်းနဲ့ဇက်တိုက်ကျူးလွန်နေတာလို့ရခိုင်တပ်တော်ကဝေဖန်ထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့မြိုင်မြို့နယ်မှာစစ်ဘေးရှောင်ပြည်သူတအူစစ်ကောင်စီတပ်ကလေလီတပ်ဖြတ်တဲ့တရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်ညောင်ရွာကြေးရွာမှာတုံးတိုင်းမှာစစ်ဘေးရှောင်နေသူအသက်33နှစ်အရွယ်ကိုငတ်သိန်းကိုစစ်ကောင်စီတပ်စက်မှုနှစ်မှထွက်လာတဲ့စစ်ကြောင်းကနိုဝင်ဘာလ29ရက်နေ့မှာဖမ်းဆီးခေါ်ဆောင်သွားပြီးတော့နောက်တစ်နေ့မှာမြေရင်ရွာနဲ့ နန်းစီကန်ရွာအကြားတောထဲမှာဝမ်းပိုက်ထိုးတန်ရာနှစ်ချက်နဲ့လေပင်လီးဖြတ်ပြီးတော့ရရက်ဆက်ဆက်တက်ဖြတ်ထားကြောင်းအညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းမြိုင်မှသတင်းထုတ်ပြန်ထားပါရင်အလောင်းတွေးရှိရာနေရာမှာတမိုင်ကန်အကွာမှာပခုတ်ကူမျိုးနဲ့အောင်သာကျေးရွာစာတိမောင်စောမင်းခိုင်ရဲ့ရုပ်အလောင်းကိုလည်းတွေ့ရှိခဲ့ပြီးတော့ဒေသခံများက၎င်းအားအောင်သာရွာမှပြူစောတိတအူးဟုယူဆထားတယ်လို့သိရပါရင်ကိုငသိန်းဟာညောင်ရွာမှစစ်ပေးဆောင်အဖြစ်တောထဲမှာနေထိုင်နေစဉ်စစ်ကြောင်းနဲ့တိုးကြောင်းတွေ့ဆုံခဲ့ခြင်းဖြစ်ပြီးတော့တရက်ကန် ပြူရွာထဲမှာဖန်စီခေါ်ဆောင်ခံရပြီးတဲ့နောက်တညအကြာမှာအထက်ပါနေရာမှာအသက်ခံရခြင်းဖြစ်ကြောင်းဒေသခံများကဆိုပါရီမြိုင်ကန်ကောပခုတ်ကူတဝိုက်မှာစစ်ကောင်စီတပ်နဲ့ပြူစောတီပူးပေါင်းစစ်ကြောင်းများပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်စစ်ပီးဆောင်ပြည်သူများစစ်ကြောင်းနဲ့ထိတ်တိုက်တိုးမှုများမကြာခဏဖြစ်ပွားလျက်ရှိပါရီဒေသခံများကပြည်သူများစစ်ကြောင်းများနဲ့ထိတွေ့မှုလုံးဝမရှိအောင်အထူးတတိထားရန်တတိပေးထားပါရခင်ဗျာ ဆက်လက်ပြီးတော့စစ်တပ်ကထောင်ထားတဲ့မိုင်းနေမိတာကြောင့်ပေါင်နယ်ကအယက်သား၃ဦးဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မကွေတိုင်းပေါင်မြို့နယ်မှာစစ်တပ်ကထောင်ထားတဲ့မိုင်းနေမိတာကြောင့်အယက်သား၃ဦးဒဏ်ရာရသွားတယ်လို့ပေါင်မြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ BND ဆိုင်ရာစီမံခန့်ခွဲရေးဌာနကနိုဝင်ဘာလ29ရက်နေ့မှာထုတ်ပြန်လာပါတယ်။ပေါင်မြို့နယ်တောင်ပိုင်းတီးကြောက်ရွာ၊တပြေးအေးရွာ တဲတော်ရရွာမြောက်ကြီးရွာကဆွေမျိုးတော်ဆက်တဲ့အမျိုးသားသုံးဦးဆိုင်ကဲတစည်းနဲ့လေရိပ်သွားရကနေနိုဝင်ဘာလ28ရက်နေ့မနက်9:00နာရီကန်းအချိန်မှာမိုင်းနှင်းမိတာကြောင့်တန်းရရသွားတာလို့ဆိုပါရီအကြံပေးစစ်တပ်ကစစ်သားတွေနဲ့သူတို့လက်အောက်ခံပြူစောထီးတွေဟာရောချောင်းအဆက်နဲ့စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့နေရာတွေမှာနေမိုင်းတွေအမြောက်များထောင်ထားခဲ့တယ်လို့သိရပါရီဒါကြောင့်ဒေသနေပြည်သူတွေအနေနဲ့အကြံပေးစစ်တပ်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့နေရာတွေကိုတတိထားသွားလာကြဖို့ပေါင်းမြူနယ်လူသားချင်းစာနာထောက်ထားရေးနဲ့ BND ဆိုင်ရာစီမံခန့်ခွဲရေး ဌာနကအတည်ပြုနှိုးဆော်ထားပါရခင်ဗျာ ဆက်လက်ပြီးတော့နမ်မောင်းမြို့နယ်မှာစစ်ကော်မရှင်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ချိန်မုံခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မကွေတိုင်းနမ်မောင်းမြို့နယ်မြင်းတဲကြီးကြီးရွာမှာထွက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ချိန်မုံခဲ့တယ်လို့ကိုယ်တော်များနဲ့တရင်တက်ခွဲ၃တောင်တွင်းကြီးတက်ခွဲကထုတ်ပြန်ထားပါရီ။နိုဝင်ဘာလ28ရက်နေ့မနက်9:00နာရီဝန်းကျင်မှာမြင်းတဲကြီးရွာမှာထွက်လာတဲ့အင်အား62ဦးပါစစ်ကြောင်းကိုနေပြည်တော်တိုင်းစစ်ဌာနဗျူဟာအမှတ်69အမှတ်9တောင်များနဲ့တက်ရင် အထူးလှုပ်ရှားစစ်ကြောင်းနဲ့တရက်ခိုင်တရင်တစ်တို့ကကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရီတိုက်ပွဲကြာချိန်တနားရီခွဲဝန်းကျင်ကဖြစ်ပွားခဲ့ပြီးတော့ပူပေါင်းတပ်ဖွဲ့မှရဲဘော်များအထူးကဲမရှိစုခွာနိုင်ခဲ့ကစစ်ကော်မရှင်စစ်ကြောင်းဘက်ကထိခိုက်သေးဆုံးမှုကိုတော့အတိမပြုနိုင်ဘူးလို့သိရပါရီအမှတ်9003တက်ရင်နမုံမြို့နယ်ပကဖနဲ့နေမြီအတွင်မဟာမိတ်တပ်များကဆက်လက်အင်အားဖြည့်တင်းနေပြီးတော့မြေတီနေရာမှာမဆိုတိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့်ပြည်သူများအနေနဲ့စစ်ကော်မရှင်စစ်ကြောင်းနဲ့နှိစက်ရမှာနေထိုင်ခြင်းမပြုကြဘို့ ေတ္တာရက်ခံထားပါရခင်ဗျာဆလဘီမြောက်ရီမှာချိတ်ပိတ်ခံထားရတဲ့ပြည်သူအိမ်တွေကို ကြားပြန်တရုတ်တွေခုလုံရအဖြစ်အသုံးပြုခဲ့ပြီးတိုင်ကြားမှဟန်ပြဖမ်းတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့မှာအာနာသိန်းစစ်တပ်ကချိတ်ပိတ်ထားတဲ့ပြည်သူပိုင်းနေအိမ်များကိုမင်းလက်ပံရွှေကုတ်ကိုစားတဲ့ကြားပြန်ဆိုင်များကထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားများကိုခုလုံရအဖြစ်အသုံးပြုနေကြောင်းဒေသတဲ့ရင်များအရသိရပါသည်။ ဆရာနာတိမ့်မှုအပြီးဆန္ဒပြပွဲများမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်နေအိမ်ချိတ်ပိတ်ခံရသူ AAC ကိုရဲမင်းကသူရဲ့နေအိမ်မှာပင် DKPA နဲ့ရက်ွက်အုပ်ချုပ်ရေးမှုတို့ပူးပေါင်းပြီးတော့ကြားဖြန့်တရုတ်များကို လာရောက်ထားရှိခဲ့ကြောင်းပတ်ဝန်းကျင်ပြည်သူများတိုင်ကြားမှသာစစ်တပ်ကအယောင်ပြဖမ်းဆီးသွားခဲ့ကြောင်းသိရပါတယ်ချိတ်ပိတ်အိမ်များကိုနိုင်ငံတော်ပိုင်းဟုဆိုကမြေသူမှကျူးကျော်ဝင်ခွင့်မပြုဟုစစ်ကောင်စီကကြေညာထားပေမဲ့လည်းသူတို့ကိုယ်တိုင်ချိုးဖောက်နေခြင်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ဘင်္ဂလားဒေ့ရှ်နေကြာဆောင်တပ်ကမောင်တော်နေဆက်ကိုခိုးဝင်ပြီးနွားကုံတွေများထံမှနွားရှစ်ကောင်ကိုလူယူသွားခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အာရခပြည်ရခိုင်ပြည်နယ်ပိုင်နဲ့မောင်တော်နေဆက်ကိုခိုးဝင်ပြီးတော့နွားကုံတွေများထံမှနွားရှစ်ကောင်ကိုဘင်္ဂလားဒေ့ရှ်နေကြာဆောင်တပ် PGB ကလူယူသွားခဲ့တယ်လို့ American Princess Media ကဖော်ပြထားပါတယ်။နိုဝင်ဘာလ29ရက်နေ့မနက်10:00နာရီအချိန်မှာ PGB တပ်ဖွဲ့ဝင်9ယောက်ကနေဆက်ဖြတ်ကျော်ဝင်ရောက်ကနွားကုံတွေများထံမှလူယူသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါနွားရှစ်ကောင်ဟာ ာမောင်တော်မြို့ဘော်တူပါဇီမှနွားကုံတွေများပိုင်ဆိုင်တဲ့နွားများဖြစ်ပြီးတော့ PP 90နဲ့ PP 91ကြားအရခပြည်ဘက်ချမ်းမှာနွားကောင်ရီ150ခန်းဖြင့်နေဆက်ဖြတ်ကျော်ရန်စောင့်ဆိုင်းနေစဉ်လူယူခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒီကနေ့တင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ MCDM သတင်းတောက်ကုသလူလေးနဲ့ Car Shell တို့ကပြပူထားတာဖြစ်ပါတယ်ခင်ဗျာ